ရနေချီတဲ့နှစ်များစွာကြာအိုင်စလန်ကကမ္ဘာပေါ်မှာအထူးခြားဆုံးနေရာအနိုင်ငယ်တွေကတခုဖြစ်ခဲ့ပါတယ်။၎င်းကအလွန်အေးပြီးကြမ်းတမ်းလွန်းတဲ့ဖြင့်ချင်းများပင်အသက်ရှင်နိုင်ခြင်းမရှိတဲ့နိုင်ငံတိုင်းနိုင်ငံဖြစ်တဲ့ပြင်းစားအတန်မရှိ၊ကိုက်ခဲခြင်းမရှိ၊တွေးဆုပ်အင်္ဂါအင်းဆက်တွေလည်းမရှိခဲ့ပါဘူး။အင်းဆက်ပိုတာစီဒါမှမဟုတ်ရာရံတဲ့ညတွေကိုမနစ်တက်သူတွေအတွက်ပြည့်ပြည့်စုံတဲ့နေရာတခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ထိုငိမ့်ချတဲ့မတ်တန်ဟာယခုအခါ ကျိုးပဲ့သွားခဲ့ပါပြီထို့အပြင်တိတ်ဆိတ်စွာဖြစ်ပွားခဲ့ပါတယ်သမိုင်းမှာဖရောဇုံအချိန်ဖြင့်အိုက်စ်လန်မှာတောထဲတွင်ခြင်များအသက်ရှင်နေတာကိုတွေ့ရှိခဲ့ပါတယ်၎င်းတို့ကတင်းငယ်တဲ့တတ္တဝါမျိုးဖြစ်တော်လဲ၎င်းတို့ရဲ့ရောက်ရှိလာခြင်းဟာအလွန်ကြီးမားတဲ့အန္တရာယ်ကိုအတိတ်ဘက်ကိုဆောင်ပါတယ်၎င်းကကျွန်တော်တို့ရဲ့ကဘာပြောင်းလဲနေပြီးရာဒီယိုတူအပူချိန်နဲ့ဘဝဟာကျွန်တော်တို့ရခင်ကမမြင်ဘူးတဲ့နီလန်တစ်တွေနဲ့ပြောင်းလဲနေကြောင်းပြသထားပါတယ် မျိုးဆက်များစွာကြားအိုင်စလန်ကအခြားနိုင်ငံတွေနဲ့ကွဲပြားပါတယ်၎င်းဟာမီးရေခဲနဲ့တန့်ရှင်းတဲ့လေတုရှိတဲ့မြေဖြစ်ပြီးခြင်မရှိခဲ့ပါဘူး၎င်းရဲ့အလွန်အေးတဲ့ဆောင်းရာသီနဲ့ပြင်းထန်တဲ့လေတိုက်ခတ်မှုတွေဟာတဘောဝအတားအဆီးတစ်ခုဖန်တီးခဲ့ပါတယ်ပြတ်ချအတန်မရှိကြိုက်ခဲခြင်းမရှိ တွေးဆုပ်သူများလည်းမရှိပါဘူးအရာတိကတိုက်တာဤမှတ်တမ်းကိုမျှဝေခဲ့ပါတယ်၎င်းတို့ဟာ ကမ္ဘာပေါ်မှာချင်းမရှိတဲ့တခုတည်းတော့နေရာနှစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ထိုမှတ်တမ်းကယခုကပြောင်းလဲသွားခဲ့ပါပြီ။ Iceland မြို့တော် ရေချာဖစ်မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ရေခဲမြစ်ကြိုက်ဝှမ်းမှာချင်း၃កောင်တွေ့ရှိခဲ့ပါတယ်။အမနှစ်កောင်နဲ့အထီးတစ်កောင်ဖြစ်တယ်။၎င်းတို့ကအသက်ရှင်နေပြီးပြင်ဘက်မှာတွေ့ရှိခဲ့တာပါ။ဤဒီမှာအိုင်စလန်ရဲ့တဘာဝပေါင်းချင်းမှာမှတ်တမ်းတင်ခဲ့တဲ့ပထမဆုံးချင်းတွေဖြစ်တဲ့ ၎င်းတို့ကအလွန်တိတ်ငဲတော့လဲဤရှာဖွေတွေ့ရှိမှုဟာကြီးမားတဲ့အတိတ်ဘယ်ကိုဆောင်းပါလဲရာစုနှစ်များစွာကြာအိုင်စလန်ရဲ့အေးခဲတဲ့ရာသီဥတုဟာချင်းတွေကို ဝေးကွာစေခဲ့ပါတယ်ချင်းသားလောင်းတွေမပေါက်ပင်ရေများအေးခဲသွားခဲ့ပါတယ်ချင်းများမြို့ပွားနိုင်ပြီးနှွေရသည်ပြည့်စုံသွားခဲ့ပါတယ်တဘာဝရဲ့ကာကွယ်မှုဟာအားကောင်းခဲ့တယ်ဒါပေမဲ့အခုတိုဟန်ချက်ညီမြို့ပြောင်းလဲနေပြီဖြစ်တယ်အိုင်စလန်ဟာကမ္ဘာပေါ်မှာရှိတဲ့အခြားနေရာတွေထက် ပုံမလင်းမြစွာပူနွေးလာနေပါတယ်၎င်းဟာမြောက်ဘက်ကဘာချမ်းပြင်းပြထက်၄စက္ကန့်ပုံမလင်းမြစွာပူနွေးလာနေတယ်ရေကဲမြစ်တွေအရေးပျော်ပြီးနောက်ပြန်ဆုတ်နေပါတယ်တောင်ပိုင်းဒေသတွေမှာငါတွေအခုအိုက်စလန်ရေပြင်မှာပေါ်ပေါက်လာနေပါတယ်မေမေလမှာအိုက်စလန်က၎င်းရဲ့တမိုင်းမှာအပူဆုံးနေ့ကိုမှတ်တမ်းတင်ခဲ့ပါတယ်26.6 degree centigrade ဖြစ်ပါတယ်နေဦးရာသီမှာ20 centigrade ကို ဆာဆာပပရောက်ရှိတဲ့နိုင်ငံတစ်ခုအဖြစ်ဤဒီမှာအော့ဘွယ်ဖြစ်ပါတယ်။ဒီအပူဟာဟန်ချက်ညီမှုကို ပြောင်းလဲစေပါတယ်။နှွေးထွေးရာဒီဥထုဟာအင်ဆက်တွေအတွက် အခွဲလန်းတည်တည်ယူဆောင်လာပါတယ်။ပိုမိုစီလျတဲ့နှွေးရာဒီတွေဟာရေမျက်နှာပြင်ညီတော့နေရာများပိုမိုဖန်တီးပေးပါတယ်။ရေငြိမ်တဲ့နေရာဟာချင်းတွေပိုမွားပိုပွားရာနေရာဖြစ်ပါတယ်။၎င်းတို့ကအပူကိုနှက်သက်ပြီးလင်းမြန်စွာမိုးမျိုးပွားပါတယ်။ ၎င်းတို့ကယခင်ကအသက်ရှင်ရန်အလွန်အေးလွန်ခဲ့တဲ့ဒေတာတစ်တွေကိုမြောက်ဘက်သို့ဖြတ်နှံ့နေပါတယ်။အိုင်စလန်မှာတွေ့ရှိခဲ့တဲ့ချိန်ကိုကူလစ်စတာအနိုလာတာလို့ခေါ်ပါတယ်။၎င်းဟာအပူပိုင်းမျိုးစိတ်မဟုတ်ပါဘူး။၎င်းကအေးတဲ့ရာဒီယိုတုမှအသက်ရှင်နိုင်ပါတယ်။ဆောင်းရဒီမှာလက်ချက်နဲ့မြေအောက်ခန်းတွေမှာပုံဆောင်နေတတ်ပါတယ်။၎င်းဟာ အရှိတ်ကဘာရဲ့ကြီးမားတဲ့အစိပ်ပိုင်းမြောက်အာဖရိကမှာမြောက်ဆိုင်ဘေးရီးယားအထိ ဇာတိဖြစ်ပါတယ်။ဒါပေမဲ့လည်းသကောတိဗက်ပြည်စင်တွေဟာအိုင်စလန်မှာ၎င်းတို့ကိုတွေ့ရှိခဲ့ခြင်းကိုအံ့ဩခဲ့ကြပါတယ်။၎င်းတို့ကိုစိတ်ကန်းတွေဒါမှမဟုတ်လေစိတ်တွေအနည်းမှမတွေ့ရှိခဲ့ပါဘူး။အစားထိုးရဖြတ်များကိုဖမ်းရန်ရည်ရွယ်ထားတဲ့စပိရေကျိုးများပေါ်တွင် ဖမ်းမိခဲ့ပါတယ်။တိဗက်ပြည်စင်တွေက၎င်းတို့ဟာမတော်ဆက်ရောက်ရှိတာနိုင်တယ်လို့ထင်မြင်ကြတယ်ဖြစ်နိုင်တော့တိမောများပေါ်ဒါမှမဟုတ်ကုန်ပစ္စည်းတိတာတွေအတွင်းမှာဖြစ်ဖြစ်နိုင်ပါတယ်ယခုအချိန်ထိ၎င်းတို့ ်မြို့ပွားနေကြောင်းတက်တည်မရှိသေးပါဘူး။တာလောင်မရှိအတိုင်းမရှိအိုင်စလန်ရဲ့တောရိုင်းတဘောမှာအပြင်ဘက်မှာတွေ့ရှိခဲ့တဲ့အရွယ်ရောက်ပြီးတော့ချင်း၃00လောက်ရှိပါတယ်။ဒါပေမဲ့၎င်းတို့ရဲ့ရှိနေချင်းဟာပြောင်းလဲမှုရဲ့ဆင်းလင်းတဲ့လက္ခဏာတစ်ခုဖြစ်နေစေဖြစ်တယ်။၎င်းကကဘာရဲ့အအေးဆုံးအစိပ်ပိုင်းများတွင်ပင်အရာများစတင်ပြောင်းလဲနေပြီလို့ပြသထားပါတယ်။ကဘာလုံးဆိုင်ရာပူနွေးလာမှုကြောင့်ဒိဋ္ဌိဆန်တွေနဲ့အင်းဆက်တွေအသက်ရှင်နေတဲ့နေရာတွေကပြောင်းလဲနေပါတယ်။ ယခင်ကအပူပိုင်းဒေသတွေမှာသာနေထိုင်ခဲ့တဲ့အင်းဆက်တွေကိုယခုမြောက်ဥရောပမှာ တွင်းမြင်နေရပါတယ်။ချင်းကင်းစင်တဲ့နောက်ဆုံးနေရာတွေထဲထိတခုဖြစ်တဲ့အိုင်စလန်ဟာနောက်ထပ်ပြောင်းလဲမဲ့နေရာဖြစ်လာနိုင်ပါတယ်။ကြောင်းစင်သူတွေကယာတူတူပြောင်းလဲမှုဟာတခုတဲတော့အကြောင်းရင်းမဟုတ်လို့ဆိုတဲ့ကိုလီဆက်တာအနိုလာတာဟာအေးတဲ့ယာတူတူနဲ့လိုက်ကြောင်းညတွေ့ရှိပြီးသားဖြစ်တယ်။၎င်းဟာအပူချင်းအေးခဲမှအောက်တော့တဆင်သွားတဲ့ ဆေးလျပြင်းထန်တဲ့ဆောင်းရာသီတွေကိုအသက်ရှင်နိုင်ပါတယ်ဒါပေမဲ့ပုံမနှွေးထွေးတဲ့ရာသီဥတုဟာ၎င်းတို့အသက်ရှင်ရန်ပုံမလွယ်ကူစေတယ်တိပက်ပညာရှင်တွေဟာလာမယ့်နှွေးဥမှာ၎င်းတို့ကိုဆက်လက်လေ့လာမှာဖြစ်တဲ့ဤချင်းများ ဆောင်းရာသီကိုအသက်ရှင်နိုင်ခဲ့မခဲ့စစ်ဆေးမှာဖြစ်တဲ့အကယ်၍၎င်းတို့အသက်ရှင်ခဲ့ပါကအိုင်စလန်ရဲ့ချင်းကင်းစင်ချင်းဟာပြီးဆုံးသွားပါပြီ၎င်းတို့တည်ဆုံသွားသည့်တောင်းမှဤစာဖွေတွေ့ရှိမှုဟာချင်းများအသက်ရှင်နိုင်တဲ့နေရာများရဲ့ မြေပုံကိုပြောင်းလဲသွားပြီဖြစ်တယ်။၎င်းကပြောင်းလဲမှုမြေတို့ဆွေလျာ90ကိုပြတ်တတ်ပါတယ်။တိတ်ဆိတ်စွာဖြင်းခြင်းစွာနဲ့မြေသူများတတိမထားမိပါဘူး။ဤများနင်းမြန်စွာပူနွေးလာနေတဲ့ကမ္ဘာမှာအိုင်စလန်ကဲ့သို့အေးခဲတဲ့ကျွန်းတစ်ကျွန်းပင်ပြောင်းလဲမှုရဲ့လုံခြုံမှုမရှိတော့ပါဘူး။